မုံမိမ့်ဆက်ကိုကြည့်ပြောနေမိတ်ဆက်လိုက်ပဲမင်္ဂလာပါဗျာကျွန်တော်ပြည်သူအားမှာငါတို့တန်လေးပြန်လဲကြိုးစားပါတယ်အဲဒါခုကတော့ဒီစီဇန်မှာတော့ဒီရပိုင်းမှာထူးတဲ့သတင်းလေးတွေပေါ့နော်သတင်းလေးတွေရဲပြီးတော့သတင်းဆိုတာတော့အကုန်ပေါ့နော်အဲဒီကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ရဲ့ဂျင်းနဲ့အားရဖွဲ့အားတက်ဖွဲ့သတင်းတွေရဲပြီးတော့တချို့နေရာတွေမှာစစ်ကောင်စီရဲ့ရုံမှမှုတွေပြည်သူလူထုခံစားရတဲ့ဒုက္ခတချို့ပေါ့နော်ဒါလေးတွေလည်းပါမယ်ပေါ့ ဘိုင်ထူဘိုင်ထူထူတာဘာတူမို့ရက်ဆောက်ဘာလို့ရက်ဆောက်ပုံပုံတော့မှာအကြတော့ဘူးပေါ့နော်ခုလည်းတကယ်မကြပါဘူးအခုဆိုရင်တို့လုံနေတဲ့စေမူရန်ဥတွေဒါမတရားဖန်ဆီးပြီးတော့ဒါတသားသိစုတဲ့ကောင်းနေပေါ့နော်အဲအဲ့လိုမျိုးလုံနေတယ်ဆိုပေမဲ့လည်းဒီကောင်းနေရဲ့လုံရက်တွေကနေပြီးတော့ပြန်ပြီးတော့ဆွန့်ခွာလာတဲ့သူတွေကတပွဲပွဲအဲအခုဆိုလေဒါ one way ဘက်မှာဆိုလေလေချောင်းကာဝေးတက်ကနေပြီးတော့တက်ချက်တူလက်နက်ခေရအနေနဲ့လည်းဝင်တယ်အဲ့ဒါကျွန်တော်ကဒါသတင်းတက်လာတဲ့ဟာလေးပဲပြောပြတာ တကယ်တကယ်ဝင်နေတာတွေအများကြီးသတင်းအနေနဲ့မတက်ဘူးတချို့တက်ဖွဲ့တွေကအင်တာနက်လိုင်းခက်ခဲရှိတယ်အဲပြီးတော့တချို့တက်ဖွဲ့တွေကသတင်းဌာနတွေနဲ့မချိတ်ဆက်မိဘူးအဲသူတို့ထုတ်ပြန်တဲ့ဟာတွေလောက်ကိုပဲကြည်တာကိုပဲတော်တော်များတယ်ပေါ့နော်ဒါခလျာ253ဟာဆိုလေဒါပြည်သူစစ်စုဆောင်ခံရတဲ့သူ2ဦးလင်းဝင်တယ်ပြီးရင်အင်းမတမ66ဆိုလေဒါပေါ်လာဆွဲခံရတဲ့ဒါပြည်သူစစ်တွေလင်းဝင်တာရှိတယ်အဲ့ထဲမှာပြူစောထီးတရားစပါလာတယ်အဲလင်းဝင်တဲ့ထဲမှာဒါသူတို့အမြင်မှန်ရတယ်ဆိုဒါဖိတ်ခေါ်အောင်ကြိုးစားအောင်ပေါ့နော်အခုသူတို့လာပြီဆိုရင်တခုတော့ရှိတာပေါ့ အဲဟိုနထွေး PDF ကနေလာတဲ့တယောက်လို့တော့လောက်ခဲ့ဖို့လိုတာပေါ့နော်။အော်ရောက်မင်းလက်နက်ပိုင်တော့ငါတို့ကပိုကောင်းတယ်ပေါ့နော်။လက်နက်မပိုင်တော့လက်မကန်အောင်ပါကြ။အာရတယ်ဆိုပြီးတော့တယောက်တစ်ထုပ်တယောက်တစ်ထုပ်နဲ့ကြီးစံတွေလိုက်တောင်းတယ်လက်နက်တွေရော၊ကြီးစံတွေရော60ပုံးသီးတွေရောကြီးစံဆို900လောက်တော့ပါလာတယ်တယောက်တည်းပေါ့နော်။အဲဆိုရင်တော့ online တက်ဖွဲ့တွေဘက်ကိုအများကြီးကူညီရရောက်တယ်ပေါ့နော်။အဲ့လိုမျိုးဝင်လာတဲ့သူတွေကလည်းအများကြီးရှိတယ်။နောက်တစ်ခါတော့ဒါ online မှာကြီးတဲ့ဒါဒီစစ်တက်ကပေါ့နော်။မြောက်လိုက်စစ်တက်ကပြည်သူ48ယောက် ဒါဖန်ဆီးပြီးတော့အဲဒေါက်တာတိစုဖို့ဆိုပြီးလောက်တာရရှိသလိုအဲဒီကာဘာဆာနှစ်အဲကာဘာဆာဆက်နှစ်ဆက်နှစ်မှာရှိရဘူကြီးထက်ငိမ့်ချမ်းလွယ်အဲခွေခွေနာမယ်ဒီကောင်ကပေါ့နော်အဲရွာတွေမှာရှိတဲ့ဒီရွာရွာတွေမှာပေါ့နော်ဒီစစ်မှုတန်းဖို့ဆိုပြီးတော့သူကစစ်မှုတန်းဥပဒေကိုအကြောင်းပြပြီးတော့သူကတရွာကို320တလားတလားကို320ဆိုပြီးတော့အာဆက်ကြီးပုံစံမျိုးကောက်ချင်းချောက်ပြီးတော့ကောက်တယ်ပေါ့နော်ပြီးရင်ချို့စစ်မှုတန်းဥပဒေမဲနိုင်တယ်ပါတယ် ပါလို့စုံမထမ်းညုံဆိုရင်ဒိတ်120ပေးဆိုပြီးတော့လုံးဝစီးပွားရေးပုံစံမျိုးကိုလှုပ်ရှားနေတာရှိတယ်ဗောနော်အဲ့လိုកောင်မျိုးတွေရဲ့သတင်းနေဆိုလဲဒေါ်လိုင်းတက်ဖွဲ့တွေစီကိုပေးကြပါဒေါ်လိုင်းတက်ဖွဲ့တွေခြေမုံးมาလိုက်မယ်ဗောနော်ပြီးတော့ဒါရုပ်มาတဲ့လုံရည်တွေဖြစ်တဲ့အတွက်ဒါလုတ်ကိုလုတ်တင်နေပြီးတော့အညာဘက်တွေမှာအခုချိန်မှာအရင်ခက်ခဲနေတယ်ဒီလိုခက်ခဲပါလေဆိုတဲ့ဂျားတွေကဒီတရောင်းသားတွေကဒီလိုလုံရံမျိုးတွေလုံနေတာဗောနော်အဲ့တော့အဲ့လောက်ရက်မျိုးတွေပပျောက်သွားဖို့အတွက်ကိုလည်းပြစ်ပေးရေးယူတာမျိုးလုံနိုင်မှုလို့လေလို့တဲ့ခါမှာကျွန်တော်တို့ဒါပြည်သူတွေရပါတော့ ဒီကောင်းရဲ့ချက်လက်တွေဒါမှမဟုတ်လေသတင်းပေးတာတွေလှုပ်ရှားသွားလာမှုတွေဒါမျိုးနဲ့ပတ်သက်ပြီးတော့ပေးနိုင်တယ်ဆိုရင်တော့ဘလိုင်းတက်ဖွဲ့တွေတက်ဆွပြပါလိမ့်မှာပေါ့နော်နောက်တစ်ခါတော့ဒါကျွန်တော်ချောင်းရေဦးဒီမြို့နယ်မှာပေါ့နော်စကားသားရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်တာရှိတယ်၃ဦးသေချောင်းကအဲမှာဆွဲတယ်မိုင်းကိုအမြဲတမ်းဆွဲတာပေါ့ကပျော်တိုင်းပြင်းတိုင်းကိုဆွဲတာလေလွမ်းတိုင်းတော်တော်ဆွဲတယ်ဆွဲတိုင်းမှာလည်းခုနလိုအောင်မြင်မှုရတယ်မိုင်းကိုတွေ့တွေ့ကြဲကြဲတုံးနိုင်တဲ့တက်ဖွဲ့တွေလို့ပြောရမှာပေါ့နော်အဲဘက်ကအဖွဲ့တွေကတကယ်ဟိုစစ်ကောင်စီဘယ်ချိန်ထွက်ထွက်ထွက်တဲ့အချိန်ကိုစောင့်ကြည့်ပြီးတော့ ိုက်ခိုက်နိုင်အောင်စူးစမ်းပြင်ဆင်နေတာဒါလုံးဝတည့်ရမပြတ်ပုံစံမျိုးလုပ်နေကြတာနောက်ကျတော့ဒီဖြစ်စဉ်တွေတောက်ချောက်တောက်ချောက်တက်လာလိုက်ပြီဆိုတော့အိုက်ဘက်ကကြီးလိုက်မယ်ဆိုရင်အမိုင်းဆက်ပြန်ပြီအဲချောင်းကြီးလိုက်မိုင်းဆက်ပြီအဲ့လိုပုံစံမျိုးကိုဖြစ်လာတာဒါလည်းတကယ်မိုက်တယ်ပေါ့နော်နောက်တစ်ခါအဲ့မှာဒါတပ်ဖွဲ့တွေကပြောထားတယ်စစ်ခွေးတွေနဲ့ဝေးဝေးနေပါပေါ့နော်အဲပြည်သူတွေထိခိုက်တာမျိုးတွေမဖြစ်အောင်လို့စစ်ခွေးလာတာပဲဖြစ်ဖြစ်ဒီကောင်းနေကားတွေ့တာပဲဖြစ်ဖြစ်ကိုကကားနဲ့သွားနေလို့ဒီကောင်းနေကားတွေ့လိုက်တာပဲဖြစ်ဖြစ်ရက်လိုက်ဘေးနားမှာလမ်းမေးချရက်လိုက်တော့ပြအပေါ်ပဲသွားသွားပါပဲသွားသွားပုံစံမျိုးနဲ့ချရက်ပြီးတော့ကောင်းနေသွားပါစီ လွတ်လွတ်ကျွတ်ကျွတ်ပေါ့နော်ငကောင်းနေဝဲဝဲလန်လန်ဆိုတဲ့အနေထားကြမှာကိုယ့်ဘက်ကိုခီးပြန်ဆက်တာမျိုးကျွန်တော်လုပ်စီခြင်းနဲ့ပြီးတော့အဲအဲ့ဖြစ်စဉ်တွေဖြစ်တဲ့အခါမှာလည်းဒီကောင်တွေကရွာဘက်ကို ပြန်ပြီးတော့အာလက်နေကြီးနဲ့ပြစ်တာမျိုးတွေလုပ်တယ်လက်နေကြီးနဲ့ပြစ်တယ်ဒီဥစ္စာကလည်းအဲမင်းတို့ငါတို့ကိုလှုပ်ရင်မင်းတို့ပြည်သူငါတို့ပြန်လှုပ်မယ်ဆိုတဲ့ပုံစံမျိုးလှုပ်တာပေါ့နော်အဲဥစ္စာတွေလည်းကျွန်တော်သတိထားစီခြင်းနဲ့အဓိကတော့ပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒါအမုန်းတွေပွားများလာအောင် တော်လိုင်းတပ်ဖွဲ့တွေကိုမထောက်ခံတော့အောင်လို့ခုလိုမျိုးတိုက်ခွဲတက်ရှူတာမျိုးတွေဒုက္ခပေးတာမျိုးတွေလုပ်နေတာပေါ့နော်အဲတော့အဲဥစ္စာတွေကိုလည်း ဒါဒလန်အေးတပ်ဖွဲ့တွေရောပြည်သူတွေရောနားလည်မှုရှိပြီးတော့ဗောနော်စီစီလုံးလုံးနဲ့ကြော်ဖြတ်နိုင်မှုရည်ကြီးရအောင်ဒါတော့ကျွန်တော်ကျွန်တော်တွေ့တဲ့ထူးထူးခြားခြားလေးပေါ့ဒီဒီရဲ့ဘိုင်းတမရေးထားလဲဆရာကအပြည့်ပဲအပြည့်ပဲဒါကျွန်တော်လုံးဝကိုရှော့ပြီးပြောတာလားတင်းကောင်းနေအများကြီးဒီခုအမြန်လန်းဗောနော်အမြန်လန်းတရားတမိုင်တရားတမိုင်ဤမှာရှိတဲ့စင်စလုတ်ဂိတ်စကန်ကိုတိုက်ခိုက်ခံရတယ် အခွေလေးကောင်းသေးတယ်ခွေခွေတိုက်ပြန်ပြီလားတိုက်ပြန်ပြီခွေလေးကောင်းသေးတယ်နောက်ဆလင်းကြီးဘက်မှာလည်းကင်းပတ်ရံထွက်လာကင်းပတ်ဖို့ထွက်လာတဲ့စေချောင်းကိုစနိုက်ပါနဲ့ပစ်တာလေဒါခွေတကောင်ခွေတကောင်ဂိန်နေပေါ့နော်ဟိုနေ့ကမပူတုစကန်ပူလူတုပူလူတု wonderful ရေပေါ့နော်အဲ့ဒီစကန်ဟိုဟာဖြစ်သွားပြီဆိုတော့ခွေကင်းဆင်သွားပြီဆိုတော့အဲ့ဒီနေရာကပြည်သူလူထုကနေရက်ကိုပြန်လာလို့ရပြီအဲ့တော့ဒီအခုတော်လန်ရေးကဒါအားကြောင့်ဟိုပြောတယ်အားလုံးလွတ်မြောက်ဖို့ ဟုတ်တယ်တိုက်နေတာတော်လိုင်းတက်ဖွဲ့ဒီရှိတဲ့နေတော်လိုင်းတက်ဖွဲ့ပဲဆုံးမတဲ့နေရာဆိုရင်ပြည်သူလူထုကအေးအေးဆေးဆေးနေလို့ရတယ်ဟုတ်တယ်အဲဒါကြောင့်မလို့ဒီစစ်ကောင်စီစခန်းကိုတိုက်လိုက်တဲ့ခေတ်မှာနေဒီဒေတာပြန်400ကျော်ပေါ့နော်မွေသူတို့ရဲ့ဒေတာကိုပြန်ပြီးတော့မှနေလို့ရတယ်အထိုင်းစစ်တပ်ကဆက်လီနဲ့ပြန်ပြီးတော့မှ ကံကံကူးပြီးတော့မှပြန်ပြန်ဖို့ပေးရခြင်းမှာထိုင်းစစ်သားတွေကလက်တွေပါပြတဲ့ပုံတွေပါတက်လာတယ်ပေါ့ဒါ400 400ကျော်လောက်နေရပြန်ရတယ်ပေါ့နာမည်ကောင်းယူသေးတယ်ဒီမိုးပြဲမှာလည်းဒါစီးပြင်းမမိုးတဲ့နေရာတွေကိုဟိုနောင်ချိုဖြစ်စင်လို့ပေါ့စီးပြင်းမမိုးတဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်တာတွေဒီရပိုင်းရှိလာတယ်ပေါ့ပြီးဘိတ်ဖက်မှာလည်းဘိတ်ကျွန်းစုဘက်ကရေတက်တင်မိုးတွေကိုလည်းဒါဒီဟိုကနေတို့ PDF တွေကလည်းဇာတော့မသေးဘူး ဆက်လေနဲ့သွားပြီးပြင်းတာဆက်လေနဲ့ပိုက်ပုံနေဘူးဆက်လေနဲ့သွားပြင်းတာအဲ့ဘက်မှာလည်းပြင်းတာရှိရေပေါ့အနောက်ဂျိုးပင်ကောင်းမှာဆိုလို့ရှိရင်တော့ဘကိုးတိုင်းဂျိုးပင်ကောင်းမှာဆိုရင်ပြည်သူရောင်ဆောင်ပြီးတော့မှဒီ PDF တွေတင်းကိုလိုက်ယူနေတဲ့အတက်ကြကြီးဇေယျထက်ဆိုတာဆာဖအတက်ကြကြီးဇေယျထက်အဲတော့မမမမောရဲ့လေပစိုးလေးအဲပစိုးလေးနဲ့ဆာဖဆောင်းရမ်းပြေဆောင်းရမ်းပြေဥကဆာယပဖြစ်သွားဆောင်းရမ်းပြေဖြစ်သွားဆာယမတော့ဆောင်းရမ်းပေါက်တွေပါ နောက်နောက်တစ်ခုကဒဝဲမှာလုံးမဲ့အစီပွားရေးဆောင်ပေါ့နော်ရုရှားကိုဒါမေးအောင်လိုက်သဘောတူညီချက်ရုရှားကိုရောင်းစားရလို့ပဲပြောရမှာပေါ့နော်အဲဒီဒဝဲစီပွားရေးဆောင်ကိုလုံးမဲ့ဟာဒီနေမီကန်တော်လိုင်းတက်ဖွဲ့တွေကလက်မခံဘူးဆိုတဲ့ဟာပေါ့နော်အဲအဲ့ဒီဒီရဲ့ဘိုင်းတော့အဲ့ဒီထူကြမှုတွေတွေ့တယ်ပေါ့အဲ့တော့ဒီဆန္ဒထူကြတဲ့ဟာတွေပေါ့နော်အဲ့ထူကြတဲ့ဟာတွေတဲမှာမှာဒီကိုဟိုနည်းနည်းသုံးသက်ချင်တာပေါ့သုံးသက်သုံးသက်ချင်တယ်ဆိုတဲ့ဟာတွေ ဒါပြည်သူလူထုကိုကိုတီးတီးတဲ့အတီးလေးပေါ့နော်ပြန်ပြီးတော့မှမျှဝေပေးနေတာပေါ့နော်ဒီကန်ကြီးတောင်မှာရှိတဲ့အဲဒီဇင်ဘိုဘိုဟုတ်ဟုတ်ဟုတ်သူအတူကညီလေးอ่ะသူကအမေကလည်းဆုံးသွားတာတစ်နှစ်လောက်ရှိပြီအဖေဖြစ်သူကလည်းလေဖြတ်နေတယ်လေဖြတ်နေတဲ့အခါကျတော့သူကဘယ်လိုလုပ်ရလဲဆိုတော့ဒီဟိုငွေကြီးမပြေလည်ဘူးနဲ့တူပါတယ်သူပုံစံကြည့်ရတာမပြေလည်တဲ့အခါကျတော့သူကစစ်မှုတန်းကိုသူများစစ်မှုတန်းရမယ်အလှဲ့မှာသူကလူစားတို့ခါကျင်းဝင်ယူပြီးကမှလူစားတို့လိုက်ပေးတယ် ော်အဲလူသားတို့လိုက်ပေးပြီးတော့မှ तू အစ်မူတန်းပတ်စင်ကိုတက်တယ်တက်ပြီးတော့မှ तू တာဝန်ကြတဲ့တက်မှာတာဝန်ထမ်းဆောင်ရတဲ့အချိန်မှာအရှမ်းပြည်ဘက်မှာတာဝန်ထမ်းဆောင်ရတဲ့အချိန်မှာတိုက်ပွဲကြွားရတယ်ပေါ့တိုက်ပွဲကြွားရတဲ့ဟာကိုဒါမိသားစုကိုဘာနင်းနာခြင်းမှမပေးဘူးပေါ့မပေးဘူးဆိုတော့အဲ့တော့ဒီဟာလဲပြည်သူလူထုအနေနဲ့တချို့ပြည်တွင်းထဲမှာရှိတဲ့လူတွေပေါ့နော်အဲအကြောင်းဒုက္ခများစွာရောက်နေတာကိုတော့နားလဲပါတယ်ပေါ့နော်ရှားပေါ်မျက်ပေါက်ရင်ပေါက်ပါသေးဒီ စစ်ဆိုတဲ့ဟာကိုတော့တွားပြီးတော့မကစားပါနဲ့ပေါ့နော်မကစားစေခြင်းဘူးအဲ့တော့စစ်ကသူကတချို့ဆိုလို့ရှိရင်သူကတိုက်ရှင်တယ်တိုက်ရှင်တဲ့ဆန္ဒအရန်ပြင်းပြတယ်ဟုတ်တယ်အဲဒီ PDF လူငယ်တွေမှာလည်းရှိရတိုင်းသားလက်နက်ကိုင်မှာလည်းရှိရပြီးစစ်တပ်ထဲမှာလည်းရှိတယ်ရင်းတော့ရှေ့တန်းရန်ထွက်ရှင်တဲ့ကောင်တွေရှိတယ်ဟုတ်ရှေ့တန်းရန်ထွက်ရှင်တဲ့ဆိုတော့သူကအကြောင်းမျိုးမျိုးကြောင့်တချို့ဆိုရင်မိမနဲ့အဆင်မပြေလို့ဟုတ်ကဲ့မိဟိုရှေ့တန်းသွားလို့ရှိရင်တော့သူကလမ်းမှာပြီးရှေ့တန်းစခန်းရောက်လို့ရှိရင်လည်း ဘာညာလွတ်လွတ်လပ်လပ်အေးဆေးနေလို့ရတယ်ပြီးကိုတောက်ရှင်တဲ့အချိန်လေးအချိန်ပိုင်းလေးခိုးတောက်လို့ရတယ်ဘာညာအိမ်မှာကျတော့သူကဘာမှလုံးလုံးလုံးလို့မရဘူးလုံးလို့မရတဲ့အခါကျဘိုးကြီးကျွန်တော်ခြေတန်းခေါ်ပါဘုံဘူးကျွန်တော်ခြေတန်းခေါ်ပါဆိုတော့လူတွေလည်းရှိတယ်ပြီးလို့ရှိရင်ကျန်တဲ့အကြောင်းအမျိုးမျိုးကြောင့်ခြေတန်းလိုက်ရှင်တဲ့လူတွေရှိတယ်ပေါ့နော်အခြေတန်းလိုက်ခါမှတိုင်းပဲချားမယ်ပေါ့ပြီးဟိုကကရင်ပြည်ကရင်ပြည်မှာမွေးဖွားခဲ့တဲ့လူကသူတာဝန်ထမ်းဆောင်တာရန်ကုန်တက်မှာတာဝန်ထမ်းဆောင်နေရတယ်ဆိုတော့အဲသူဒင်ယာဒေတာကို သွားပြီးတော့မှအဲလုံချုံရေးသဘောမျိုးနဲ့သွားရမယ်အဲရွာနဲ့နီးရဲ့စခန်းမှာနေရမယ်လို့ပြောဆိုလို့ရှင်ဟာကျွန်တော်လိုက်မယ်ဟိုလူလိုက်မယ်ဒီလူလိုက်မယ်ဆိုပြီးတော့မှတို့တွေဒါတောင်းဆိုကြတယ်ပေါ့ဒီနောက်ထပ်တစ်ခုပေါ့နော်စကားစမှာဂျင်းထဲထတာတစ်ခုရှိသေးတယ်ဇကာတကားထဲမှာကွန်လုံးရဲ40လားဒါမှမဟုတ်နောက်တကားလားမသိဘူးအဲ့ဒီဇကာထဲမှာသူကမဲနိုင်တာလေဟုတ်ဒီတက်တိုက်ဖို့စခန်းကိုတက်တိုက်ဖို့မဲနိုင်တာမဲနိုင်တော့သူကတိုက်ရှင်နဲ့တယင်မှုကဘာလို့လဲဆိုတော့သူကမဲလေးအလုံးကိုဗလာလောက်လိုက်တယ် လာလုတ်ကမှာအင်းမဲမဲပေါက်တဲ့ကောင်တိုက်တိုက်မယ်ဆိုပြီးကမှာမင်းယင်နိုင်မင်းယင်နိုင်မင်းယင်နိုင် तू နောက်ဆုံးမှနှိုက်မယ်ပေါ့ဆိုပြီးကမှာအဲအကုန်လုံးနှိုက်လိုက်တော့အကုန်လုံးကဗလာပဲဒါပေမဲ့အထဲမှကျန်တဲ့တလိပ်ကလည်းဗလာပဲဗလာပဲကို तू ကဒီတလိပ်ပဲကျန်တော့တယ်ဒါဆိုရင်တော့ပေါက်မယ်ပဲငါငါတက်တိုက်လိုက်မယ်ဆိုပြီးတော့မှာအဓိကလူငယ်တွေကအဲ့ ဇာကားကိုကြည့်လို့ရှိရင်တရငယ်ငယ်ចောင်းသားဘဝတော့ကြည့်ဟာအဲဇာကားဟာအဲငါသာတိမ်မှုဖြစ်ခဲ့ရင်ပေါ့အဲ့လိုမျိုးတော့သေးတယ်ဒီကအဲ့ချိန်မှာလေးဘက်ထောက်ရှင်နေပြီဟောင်းရင်နေပြီတော့နားမလည်ဘူးဆန်းလေရွက်နေရှည်ထွက်လာပြီဆိုတော့မသိဘူးနှုတ်သီးဒီလိုဖြစ်လာတော့နားမလည်သေးဘူးတရအဲ့လိုမျိုးပေါ့အဲ့ဒီဟာတွေပေါ့အဲ့ဒီဟာတွေကတကယ်ကိုဂျင်းနေပါပေါ့နော်စစ်ဆိုတာမကစားကောင်းဘူးဘယ်တော့မှတောင်းမလဲရဘူး ဲ့လိုတောင်းလိုက်စစ်တပ်ထဲမှာလည်းအဲ့ဒီအယူအဆလုံးဝကိုရှိပါတယ်တောင်းလိုက်တဲ့လူဆိုလို့ရှိရင်ဘယ်တော့မှမခေါ်ပါဘူးထားခဲ့ပါတယ်အေးမေးနောက်ငါစီမံတဲ့အချိန်ကြာကမှငါအမိန့်နဲ့ကြာမှလိုက်ခဲ့ဆိုပြီးကမှနောက်မထင်မှတ်တဲ့အချိန်ကြာကမှ तू မေးမတောင်းဆိုတော့တဲ့အချိန်ကြာမှလာသာပေးနေပေါ့နောက်ကနေပြီးတော့မှပြန်ခေါ်တာတို့ပါတို့အဲ့လိုမျိုးလုပ်ပေးရတယ်ပေါ့တောင်းတဲ့လူကို तू ကမခေါ်ရဘူးအဲ့ကဒါနမိတ်မကောင်းလို့ပြောလို့ရတယ်ပေါ့အဲ့တော့တောင်းပြီးတော့လိုက်တဲ့လူတွေရဲ့ရှေ့မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေအဲ့လိုမျိုး အများကြီးရှိတယ်ပေါ့အဲတငယ်ချင်းကနေမကောင်းလို့ तू အလှဲ့ကြတယ်ကိုက तू ကနေမကောင်းတဲ့ခါကျတော့ तू စကျွန်တော်လိုက်ခဲ့မယ်ဆိုပြီးတော့မှဟိုကမဖြစ်တာလို့အင်အားက10ယောက်ထွက်ရမှာ9ယောက်ပဲရှိသေးတယ်ပြေးဖို့ကလည်းဒီကောင်တစ်ယောက်လိုက်မှရမယ်ဆိုပြီးတော့မဖြစ်မနေခေါ်ဝါရတဲ့အချိန်မှာလမ်းမှာပြဿနာတက်တာမျိုးတို့ပြီးရင် तू ကိုတကယ် तू तू တက်တယ်ပဲအကြီးစားမှန်တာမျိုးတို့ပေါ့နော်အဲအဲ့ဒီဟာတွေဖြစ်တတ်တဲ့အတွက်ဟိုမိသို့ပင်စီးပွားရေးခက်ခဲနေပါစေမူပေါ့နော် ပြီးရင်နောက်တစ်ခုကလှုပ်တဲ့ဟာကစစ်ဆိုတာ ကစားတာတဲ့အခုဒီညီလေးလှုပ်တဲ့လှုပ်ရက်ကဘာနဲ့သွားပြီးအလားတန်းတူနေလဲဆိုတော့မကောင်းတဲ့အရက်တွေသားကိုလည်းဝင်တယ်အစားထိုးပြီးတော့ငွေအခါကျင်းငွေယူပြီးတော့ဗောနော်ဝင်တယ်အခုစစ်ကိုတောင်းပြီးတော့လိုက်တဲ့အတွက်သူများအလှည့်ကိုကိုကကြာခံပြီးတော့မှလိုက်တဲ့အတွက်လည်းအခုတိုက်ပွဲမှာကြာဆုံးသွားတာတွေ့ရပေါ့အဲ့တော့တောင်းမလိုက်တဲ့လူတွေတောင်ပဲ จ้าซုံးနေတာမင်းတောင်းလိုက်တဲ့လူကတော့မပြောနဲ့တော့မစဉ်းစားနဲ့တော့ဗောနော်အဲ့တော့ကြံတဲ့လူတွေလည်းအမိတို့ပင်စီးပွားရေးခက်ခဲနေပါသေးဘူးဗောနော်ဒီမင်းအောင်လိုင်းစစ်တပ်နဲ့ပတ်သက်ပြီးတော့မှမင်းအောင်လိုင်းစစ်တပ်ဖြစ်ပါသေးအပီဒီရပဲဖြစ်ပါသေးဒီလိုမျိုးအာ तू 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 များအလှဲကြတာကိုကတောင်းလိုက်တာတို့ကိုစည်ရင်မပါဘဲနဲ့လူပိုဖြစ်ထပ်ပြီးတော့မှကျွန်တော်ပါခေါ်ပါဆိုပြီးတော့မှထပ်ပြီးတော့လိုက်တာမျိုးတို့မလုံးမိစေနဲ့ဗောနော်လုံးလို့ရှိရင်ဒါအန်နီယယ်တစ်ခုခုကြုံရတယ်ဆိုတဲ့ဟာသူကကြီးဆိုင်မှာကြီးဆိုင်မှာကိုပိုင်နံပါတ်ပါပြီးသားဆိုတဲ့ဟာကတကယ်ဟုတ်ပါမိုင်းမှာ ကိုပိုင်နံပါတ်ပါပြီးသားဆိုတော့တကယ်ပါအဲသူကဘယ်လောက်ထိကိုပိုင်နံပါတ်ပါတယ်ဆိုတော့ရှေ့ကလူတွေ9ယောက်10ယောက်ဒီဒီ line မှာဒီ line ရှောက်ဒီ line မှာဖြတ်ဖြတ်သွားလဲပဲမိုင်းကမကွဲသေးဘူးသူတကယ်ခြေတော့ပြရမယ်လူအလှဲ့ကြကမှာမိုင်းကကွဲတာတို့ပြီးဒီရှေ့တန်းမှာညီလေးက viewer move က2လလောက်အဲ့ဒီတဲမှာပဲနေတာ2လလောက်အဲ့ဒီတဲမှာနေတာသူတပည့်ကမနေ့ဆိုရင်သူက viewer move မျက်နှာတက်ဖို့ဆိုပြီးရေပုံးဥွာနဲ့ရေခတ်ခတ်ပြီးတော့အဲ့ဒီနေရာမှာပဲခြေတော့နင်းပြီးတော့မှသူကဒီလို ဟိုဆင်လေးပေါ်တင်တင်ပေးနေကြရေဟိုလှုပ်ဖို့နှစ်လကျော်သူနေတိုင်းတင်ပေးနေတာဘာမှမဖြစ်ဘူးအဲ့နှစ်လကျော်တဲ့ချိန်ကြာကမှသွားပြီးတော့တင်တဲ့ချိန်ကြာကမှမိုင်းရကွဲတာသူကဒီနေ့ဒီရက်ဒီချိန်ဒီဒီလူနင်းရမယ်ဆိုတဲ့ဟာကဒီလူနဲ့ကွက်တီကြမှာပဲကွဲတာပေါ့နော်အဲ့အဲ့ဒီဟာကြီးလည်းတတိထားရမယ်ပေါ့နော်အခုသူလှုပ်လိုက်တဲ့လှုပ်ရက်ကပြီမိသားစုတွေနင်းနာခြင်းမရဘူးနင်းနာခြင်းရခဲ့ရင်လည်းဘယ်လောက်ရမလဲဆိုတော့ तू ကဒီစစ်တပ်မှာဒီစစ်မှုတန်းတဲ့ စူဂျေးပေါ့နော်စစ်ဗူတန်တဲ့စူဂျေးကသူကဘာလဲဆိုဒီလာတာကိုစစ်တက်နဲ့မြှောက်တာဟုတ်တယ်လာတာကိုစစ်တက်နဲ့မြှောက်ပြီးတော့မှသူကတလုံးတခဲတဲ့အဖြစ်ပေးတာအဲ့တော့လာတာကိုစစ်တက်နဲ့မြှောက်အောင်လာတာဘယ်လောက်ရလဲထားပါတော့သူသူရဲဘော်ဝင်သွားရေ၃သိန်းရတယ်ဒါတော့စစ်တက်နဲ့မြှောက်တာစစ်တက်တနှစ်မှသူက၁နဲ့မြှောက်မှာစစ်တက်နှစ်နှစ်မှ၂နဲ့မြှောက်မှာတလားလောက်ရှိအဲ့တော့တလားဆို၁နဲ့တော့မြှောက်လို့မရသေးဘူးသူကအဲ့လိုမျိုးဖြစ်နေတယ်ပေါ့နော်အဲ့တော့တော်တော်ဒုက္ခရောက်တဲ့အခြေအနေမျိုးအဲ့တော့ ဖေရလေဖြတ်နေတယ်မေရလည်းသုံးသွားပြီနောက်ဆုံးမိဘလည်းယင်ကျိုးရတယ်ပေါ့အဲ့တော့ဒီလောရက်တွေဂျန်နဲ့ပြည်သူလူထုအနေနဲ့လည်းအဲ့ဒါပြည်တွင်းမှာရှိတဲ့လူတွေကိုလည်း sharing လုပ်ပေးစေချင်တယ်ပေါ့ဒီကိစ္စတွေမလုပ်ဖို့အတွက်ပတ်စံရမှာပဲပေါ့တလုံးနဲ့တခဲတိန်50လောက်ရမယ်တိန်60လောက်ရမယ်လူမသေးသေးသေးငွေဆိုတာကတခြားနီးလန်းနဲ့ရှာလို့ရပါတယ်ဒီလိုမျိုးစစ်ကိုတောင်းလိုက်ပြီးတော့မှရှာတာမျိုးတို့ပြီးမင်းအောင်လိုင်းစစ်တပ်နဲ့ပတ်သက်ပြီးတော့တွားပြီးတော့ကစားတာမျိုးတွေဟိုမျိုးတွေမလုပ်မိစေဖို့ပေါ့နော်ဒီဟာလေးအကြံပေးချင်တယ်ပေါ့ဟုတ်တယ်ပြီးတော့ဒါကခုန သူလှုပ်တဲ့ဟာဆိုရင်လေဒါလူမိုက်အားပေးတော့လှုပ်တာဟုတ်တယ်မှန်ပဲသူအခုလိုမျိုးတက်ပေးသွားတယ် Zoom က1မိနစ်ဘူးအောက်မှာကြည့်တယ်ကျွန်တော်ကြည့်လိုက်တော့အကုန်လုံးကဟိုမရှောင်မရှောင်ကျင်တာအဟိုဟာနေတော့နေသေးတယ်ဆိုတာမျိုးဟုတ်တယ်ဟုတ်တယ်အဲပြီးတော့ကြတော့ဟိုကိုယ့်ရဲ့အခြေအနေကိုသိရသားနေပေါ့နော်အဒီဒီထက်ဟိုဟာဖြစ်မဲ့ဟာမျိုးဘာလို့ရွေးချယ်တာလဲအဲ့ပြကိုမိမိဘပေါ့နော်ကိုတေဝါရင်မိဘကဒီမှာဒုက္ခဒုက္ခနဲ့ကြံခဲ့မယ်ဆိုတော့သိရသားနဲ့ဘာဖြစ်လို့တေလန်းကိုရွေးတာလဲဒီကလည်းတေမဲ့လန်းဆိုတာအသိနေပြီသား အကုန်လုံးကတေးမာဆိုလို့တော့မှရှောင်ဖို့ကြိုးစားနေတဲ့အချိန်မှာသူကတောင်းမှလိုက်တယ်ဆိုတော့ဒါနေတော့နေသေးရဲ့ဆိုပြီးပြောခံရတယ်ဗောနော်အဲ့တော့မြင့်မြတ်တဲ့သေဆုံးခြင်းလည်းမဟုတ်ဘူးအဲ့တော့အဲ့လိုဟာမျိုးကျွန်တော်ကရှောင်စီခြင်းနဲ့ဒါကျန်တဲ့တခြားဟိုဗောကျွန်တော်တို့မှဘာကြောင့်မလို့ညာကြောင့်မလို့ဆိုပြီးတော့အကြောင်းပြချက်တွေနဲ့ဖြစ်နေတဲ့သူတွေကိုလည်းဒီဟာဒီဖြစ်ရကိုသိစေချင်တာအဟုတ်ပဲဒါသူလည်းအကြောင်းပြချက်တွေရှိတယ်အသူမိဘခက်ခဲတယ်ငွေကြေးခက်ခဲတယ်သူဒီလိုလောက်သွားတယ်ဘာသူဘာမှမထူးခုနလိုမျိုးဗောနော်စစ်တပ်ကပြီးရင်မြန်လဲကဲပြသူရဲ့ရဲဘော်တော်မှသူဘာမှမလုပ်သေးတာအဲ့တော့သူ အတုံးချမယ်ဆိုပြီးတော့ဆုထားတဲ့သူကိုဘာမှမလုပ်ဘူးဆိုတော့မဆန်းတော့မဆန်းဘူးပေါ့နော်အဲ့တော့အဲ့လိုဟာမျိုးတွေလည်းမဖြစ်ဖို့အတွက်ကျွန်တော်တက်နိုင်တဲ့လောက်ရှောင်စီခြင်းနဲ့ကျွန်တော်ကကြတော့ဒီအခုလေးမျက်နာပေါ့နော်လေးမျက်နာမျိုးနယ်တဲ့စစ်တပ်ကအားတဲ့သူကစစ်ပေးဆောင်ရခိုင်လူမျိုးတွေကိုအေနဲ့ပတ်သက်တယ်ဆိုပြီးတော့လိုက်ပြီးဖမ်းဆီးနေတာရှိတယ်ပေါ့နော်အဲ့ဥစ္စာဒါသူကရွာထဲမှာသူတက်ဖြန့်ပြီးတော့တော့မှသူကရှာဖွေတာမျိုးတွေစစ်ဆေးတာမျိုးတွေလုပ်တယ်အလုပ်ပြတော့အဲ့လိုမျိုးဖန်းစီတာမျိုးအခုနှစ်ယောက်ပါသွားတယ်ဗောနော်။ငါရှေ့မှာလည်းအဲ့လိုပဲဒီတက်တူးကိုကြည့်ပြီးတော့ အားခတ်တက်တော် AA ရဲ့တစိမ့်ပေါ့နော်အဲ့ဟာကိုတက်တူးထိုးတာလေပြီးတော့ရခိုင်အမှတ်သားပေါ့နော်အဲ့ဥစ္စာကိုသူတို့မျက်နှိုးလို့ထိုးမယ်ဘုံကအဲ့ဒါရခိုင်လူမျိုးတယောက်အနေနဲ့ပေါ့နော်အဲ့လိုမျိုးထိုးတဲ့ဟာကိုသူက AA နဲ့ဆက်ဆက်တယ်ပေါ့နော်ဒါ AA တက်ဖွဲ့ဖြစ်နိုင်တယ်ဆိုပြီးတော့အသက်90ကျော်လည်းမရဘူးခေါ်သွားတယ်ဖမ်းသွားတယ်တပ်လိုက်တယ်ပြီးမှအလောင်းလာပို့တယ်ပေါ့နော်ဒါမျိုးပုံစံမျိုးတွေလုပ်ပြတယ်အဲအဓိကတော့ဒီဒီလိုမျိုးလှုပ်ပါရဆိုတဲ့နေရာတွေကိုကြည့်လိုက်မယ်ဆိုရင်လည်းသူကသူတို့အုပ်ချုပ်မှုရန်တရားလက်လန်းမိပါရဆိုတဲ့နေရာမျိုးတွေမှာလုပ်နေတာပေါ့နော် ကျန်တဲ့တခြား AA တိမ့်ပိုက်ထားတဲ့မြို့တွေမှာသူတို့မလုပ်ရဲဟုတ်တယ်။သွားတော့မသွားရဲဘူး။နေလှဲတော့မလှဲကြည့်ရဲဘူးပေါ့နော်။အဲ့လိုမျိုးနေတာဖြစ်အောင်။အဲ့တော့အဲ့လိုမျိုးလွံ့မြောက်တဲ့နေရာမျိုးတွေများလာဖို့လိုအပ်တယ်ပေါ့။ဒါကြောင့်နိုင်ငံသားတော်လိုင်းတပ်ဖွဲ့တွေဒိမ့်ဒိမ့်ထားတဲ့မြို့တွေအများကြီးရှိတယ်။အဲ့လိုမြို့တွေမှာဆိုရင်ပြည်သူကအေဂျန့်နဲ့လွတ်လပ်တဲ့အကူတန်းသွားလာရေးအားစခုနလိုပေါ့နော်။ဒီတပ်ဖွဲ့တွေနဲ့အဆင်ပြေတယ်။ဒီတပ်ဖွဲ့တွေအကုန်လုံးကဒီပြည်သူတွေအတွက်အလုံးလုံးနေတာဖြစ်တဲ့အတွက်ဘာမှခုနလိုပေါ့နော်။ဟိုခေါင်းပုံဖြစ်တာမျိုးတွေမရှိဘူး။အဲ့ချို့ဆိုရင်တိုက်ဝဲတိုက်မှာတော့မှပဲ။ ဒီပြည်သူတွေစပားရိတ်ချိန်မှုလို့မတိုက်သေးဘူးစီမံချက်တွေရွှေ့ပြတာမျိုးတွေဒါမျိုးတွေရှိစစ်တပ်ကတော့အဲ့လိုလုံးမှာမဟုတ်ဘူးစစ်တပ်ကတော့သူ့ကိုယ်ကျိုးအတွက်ပဲလုံးမှာဖြစ်တဲ့အတွက်ပြည်သူကိုစဉ်းစားမှာမဟုတ်ဘူးအဲအဲ့လိုမျိုးဒါလုံနေသေးရေပေါ့နော်အဲကျွန်တော်ပြည်သူတွေကခံရဖို့ရှိတယ်အဲ့လိုမခံရဖို့အတွက်ကိုလွန်မြောက်တဲ့နေရာတွေများလာဖို့လိုတယ်ဒီလိုများလာဖို့အတွက်ကြောင့်လည်းကျွန်တော်တပ်ဖွဲ့တွေတိုက်ပွဲဝင်နိုင်ဖို့အတွက်ကိုကူညီပေးတာမျိုးတွေစောင့်ရှောက်ပေးတာမျိုးတွေထောက်ပံ့ပေးတာမျိုးကျွန်တော်ကလုပ်စေချင်တယ်ဒါလေးများလာတာနဲ့အမျှဒါခုနကလိုလုံရက်တွေကတော့ညော့သွားမှာပဲ ရှင်ကွေးတွေမလာရဘူးဆိုရင်တော့ရှင်ကွေးရဲ့တန်ကိုခံစရာမလိုဘူးဒါပဲအဲအားကြောင့်မလို့နောက်ဆုံးသူတို့မလာရတဲ့နေရာတွေမှာဘုံတွေပတ်ခြင်းပဲဒါမျိုးပုံစံမျိုးတွေကတော့ရှိတော့ပေါ့ဒါပေမဲ့အဲ့ဒါတွေကလည်းသူတို့အားလုံးချုပ်ငိမ့်သွားပြီဆိုတဲ့ခါကျရင်အားလုံးလွတ်မြောက်သွားပြီဆိုတဲ့ခါကျရင်ဒီဒုက္ခတွေလုံးဝကင်းဝေးသွားပြီပေါ့နော်အဲ့တော့အဲ့လိုမျိုးရဖို့အတွက်ကိုကျွန်တော်ဒါလွတ်မြောက်နေပြီညားလာအောင်လည်းစူးစမ်းတင်တယ်နောက်တစ်ခါဒါစပေးရှောင်းလို့ဒုက္ခရောက်နေတာပြောရရင်စစ်တပ်ရဲ့လူမဆန်တဲ့ဟာကိုပြောပြတာပေါ့စကွေးဒီစေဘေးရှောင်းကလို့ဒုက္ခရောက်နေတဲ့သူကတော့မှအခုလိုထပ်ပြီးတော့ဒုက္ခထပ်ပြီးရဲ့ဆိုတော့ခေါင်းကြီးလူမဟုတ်ဘူး ဒီကောင်းလေးမှာကုချင်းစာစည်းဆိုတာမရှိဘူးအဲဒီကောင်းလေးအခုလုံနေတဲ့ဟာတွေကလူမျိုးရေးဘက်ကိုဥတီတာမျိုးတွေပါတယ်ဟုတ်တယ်အဲအဲ့ဒါတွေကတော်တော်ကိုဒါရုံမာတဲ့လောက်ရတဲ့ဖြစ်တယ်ရှေ့မှာဆိုလဲဒီလိုပုံစံမျိုးနဲ့သွေးခွဲတာမျိုးတွေလုံတယ်အဲအပြင်အထဲထဲမှာရှိတဲ့ဒီဒီရခိုင်ဘက်ကဆိုရင်ဒါစစ်သားတွေလည်းရှိကြစစ်တပ်ထဲမှာပေါ့နော်အဲအိုက်တပ်ဖွဲ့တွေဆိုရင်လည်းဒါအဲသူတို့တော်တော်များများဒါဝါရမိုင်းတွေတိုက်ခိုက်ရပြီးတော့သူတို့လူမျိုးကိုပဲသူတို့ပြန်ပြီးတော့ပြောဆိုနေရတယ်ရှိတယ်အဲတကယ်တကယ်တမ်းမှာအဲ့လိုမဟုတ်ဘူးဆိုတော့သူတို့မသိတော့ဘူး ်မသိတော့ဘဲနဲ့ဒီ water mine နေကြောင်းမလို့ကိုယ့်လိုမျိုးကိုပြန်ပြီးတော့အပြစ်မြင်နေရမျိုးတွေရှိတယ်အဲအဲဥစ္စာမျိုးတွေဖြစ်အောင်လည်းတို့ကတမင်ဖန်တီးထားတယ်စစ်တပ်ကမှအကောင်စစ်တပ်ကမှနိုင်ငံကိုကာကွယ်နေတာစစ်တပ်ကမှပြည်သူကိုကာကွယ်နေတာဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒါပေမဲ့အခုဖြစ်ရတဲ့ကိုကြည့်မယ်ဆိုရင်တကယ်ရောဟုတ်ရဲ့လားဆိုတော့ပြန်ပြီးစဉ်းစားကြည့်ခြင်းနဲ့စစ်တပ်ထင်ပါတယ်တိုင်းရင်းသားပေါင်းစုံပါပါတယ်အဲဒါကြအဲ့လိုမျိုးတာဝန်ထမ်းပေးနေကြတဲ့သူတွေလည်းဒါစဉ်းစားကြည့်ခြင်းနဲ့ပေါ့နော်နေရာနဲ့မှတိုင်းရင်းသားပေါင်းစုံအကုန်လုံးကိုဒါဒီကောင်ဟိုနှိပ်စက်တက်ဖြတ်ညှိမှန်းတာတွေလုပ်နေတယ်အဲ့တော့ ကိုလိုမျိုးတွေဒီလိုမျိုးခံနေရတာတရားမျှတရလားဆိုတော့စစ်တပ်ထဲမှာရှိတဲ့ဒိုင်းသားတွေလည်းသိစေချင်တယ်ပေါ့နော်။ဘာဖြစ်လို့များစစ်တပ်ကကောင်းနေလို့လှုပ်ကြွေးပြုနေမှာလဲ။ဒိဗေလည်းမရှိဘူး။ပြီးတော့ကျတော့ပြည်သူမင်းတို့ကာကွယ်ရမှာမဟုတ်ဘူးလား။အကာဝင်ရမဲ့သူတွေကခုလိုမျိုး fancy ပြီးတော့ဆွဆွဲပြီးတော့တက်ဖြတ်ဖို့အတွက်လား။ဒါမျိုးတွေကိုကျွန်တော်စဉ်းစားစေချင်တယ်ပေါ့နော်။နောက်တစ်ခုက AA ကိုတော်တော်ကြောက်နေတယ်ပေါ့နော်။အင်္ဂလိပ်စာအခရာထဲမှာတော့မှပဲ AA ဆိုတဲ့စကားလုံးပါလာရင်ကိုပဲသူတို့ကြောက်နေတဲ့နေတာဖြစ်နေတယ်ပေါ့။ဟုတ်လား။ဟို ဟိုဘယ်ဘယ်လိုဘက်မှာပဲကြည်လိုက်ကြည်လိုက်လေအေးရအခုထိုးစစ်အချိန်ကြီးอ่ะကြောက်စရာကောင်းတော့ဘုံကအခုဆိုရင်ကိုပဲဒါညောင်ကျိုးပေါ့နော်ညောင်ကျိုးရှေ့မှာဆိုလဲမိုးရီတောင်ဒါပဲခူးတိုင်းထိရောက်လာပြီပဲခူးတိုင်းမှာကိုပဲဒါတိမ့်တိမ့်လိုက်တဲ့ဒါသက်စခန်းကနှစ်ခုဖြစ်သွားပြီနှစ်ခုဖြစ်လာပြီဆိုတော့အဲ့နေရာတွေကိုတို့မကြဖို့အတွက်ကိုအဲတန်တို့ရှေ့မှာပြင်ဆင်ခဲ့ကြလားပြင်ဆင်ခဲ့တဲ့စင်အားတွေတိုးတယ်ပူးတယ်ပြီးကပ္ပစားတွေလုံကျွေးတွေတိုးချရတယ်ပြီးတော့ကပ္ပစားအကောင်တွေကစအဲ့နေရာတွေကိုလုံကျွေးတွေထပ်ပူတာရှိတယ်ပြီးနောက်ကနေကားနဲ့လိုက်ပို့တာမျိုးတွေရှိတယ် ပြီးရင်ဘန်ဂါတွေကလို့ကျင်းနေတခြားပြင်ဆင်ဖို့ဆိုပြီးတော့သူတို့အစောကြီးပဲဒီဒီဥစ္စာကိုမျှော်တွေးပြီးတော့သူတို့ပြင်ဆင်ထားကြတယ်ဒါပေမဲ့လည်းဘလို့မှတားစီလို့မရဘူးပေါ့နော်အခုဆိုရင်တောက်လျှောက်တိန့်ခံနေရတာဖြစ်တဲ့အတွက်ဟာအေးရတော့ငါတို့တားလို့ရတဲ့အဖွဲမဟုတ်ပါလားဆိုပြီးသူတို့ဝင်နေတော့ပြီအဲ့စိတ်တွေကြောက်တဲ့စိတ်တွေဝင်နေတော့ပြီအေးလို့ပြောတာလည်းကြောက်နေတော့ပြီသူတို့ဓာတ်ခဲလို့မြင်မှာပေါ့နော်အများတမ်းမှာဆိုပြောရဟာဓာတ်ခဲဓာတ်ခဲဓာတ်ခဲပါဒါပေမဲ့ ိုလုံးဝတက်ခေးကသူတို့ကို short လေးတိုက်နေတော့မျက်လုံးတွေပါလေမီးပွင့်နေလောက်ပြီအဲကြာသူတို့အနေနဲ့ဒီ AA လို့ပြောလိုက်တာနဲ့ဒီဒီဘွာထဲမှာပေါ့နော်လူမျိုးထဲမှာအစရခိုင်ဆိုရင်သူကလိုက်ပြီးတော့အခုလိုမျိုးနှိမ့်ဆက်တဲ့ပြုမှုတွေလှုပ်လာမျိုးလှုပ်တာမျိုးတွေပို့ပြီးတော့များလာနေပေါ့နော်ဒါတွေလည်းကျွန်တော်တို့ဒါရှောင်ရှားကြဖို့လိုသလို AA ရဲ့ထိုးစစ်တွေပို့ပြီးတော့ပြင်းထန်လာအောင်ပို့ပြီးတော့အားကောင်းလာအောင်ကျွန်တော်ဝိုင်းပြီးတော့ကူညီပေးကြဖို့လည်းရည်ကြီးတယ်အဲပြီးတော့ဒါဘုပြောလို့ပေါ့နော်ဒါပြောရေးဆိုခွင့်ရှိတဲ့ဥက္ကဋ္ဌ ဒါဒါအားရစရာပါအဲသူညောင်ကျိုးနဲ့ပတ်သက်ပြီးတော့ပြောသွားရခြင်းမှာဒီနာပတ်ဝန်းကျင်မှာရှိတဲ့ကင်းစကန်တွေအကုန်လုံးတော်တော်များများကိုကျွန်တော်တို့ပူပေါင်းအဖွဲ့တွေကတိမ့်ပိုက်ပြီးပါပြီဆိုပြီးတော့ပြောတဲ့ဟာပါနော်အရှိပိုင်းကာလတွေမှာဆိုရင်သူပြောတာအာခတ်တက်တော်အေအေရဆိုပြီးတော့ပြောတယ်ဟာအခုတစ်ခေါက်မှာတော့ခုနလိုပူပေါင်းတက်ဖွဲ့တွေရဆိုပြီးတော့ပြောသွားတယ်အဲ့ဒါတွေကတော်တော်မိုက်တယ်ဘာလို့လဲဆိုတော့အားရစရာအားရစရာဆိုတော့ပူပေါင်းအဖွဲ့တွေဆိုပြီးပါလာပြီပေါ့နော်တခုတည်းကိုစားပြုပြီးတော့ပြောတဲ့ဟာမျိုးမဟုတ်တော့ဘူး အဲအဲ့ဒါကလေဘာဖြစ်လို့လဲဆိုတော့မြေပြင်မှာအဲ့တစ်ဖွဲ့တည်းတိုက်တာမဟုတ်တော့ဆိုတဲ့သဘောပဲအဲခါတက်တော့အေးအေးဆိုပြီးတော့တိုက်တာမဟုတ်တော့ဟိုကပူပေါင်းဖွဲ့တွေဖြစ်လာတယ်အဲ့တော့အကုန်လုံးပါလာပြီပေါ့နော်အဲ့တော့ဘယ်နေရာဘယ်ဒေသမှာပဲဖြစ်ဖြစ်ဒီတက်ဖွဲ့တွေကတိုက်ပွဲပေါ်လာပြီဆိုရင်အဲ့စီအဲ့ဒီမှာရှိတဲ့တက်ဖွဲ့တွေနဲ့အကုန်ပူပေါင်းပြီးတော့လှုပ်ဖို့စူးစမ်းနေပြီဆိုတဲ့ဟာကိုဒါတိတာထင်ရှားစေတယ်ပေါ့နော်ဒီအဖြစ်စကားလေးက စကားလုံးလုံးလေး3 5လုံးဆိုပေမဲ့ပေါ့နော်တော်တော်လေးနားထောင်ရတာနဝင်ချိုတယ်ပေါ့နော်ရှေ့လျှောက်အဲ့လိုမျိုးပူပေါင်းတဲ့ဟာမျိုးတွေပဲကျွန်တော်တို့ကကြားခြင်းနဲ့စီးလုံးညင်ညွတ်ခြင်းတွေနဲ့ပဲတိုက်ပွဲဝင်တာမျိုးတွေကျွန်တော်ကမြင်နေကြတယ်အခုအဲ့လိုမျိုးတွေတိုက်ပွဲဝင်နိုင်တာတွေ့ရတော့သိရတော့လေပို့ပြီးတော့အားတက်တယ်တပွဲတဲ့တော့ဒီလောက်ပြင်းနေတာပေါ့နော်အဖွဲအစုံသားအဲ့လိုပြင်းလိုက်လို့တော့မြောက်လိုက်ဖင်ကုန်းချိန်တော့ရမှာမဟုတ်ဘူးဆိုပြီးအဲ့လိုမျိုးကိုတကယ်ဝမ်းသာအားရဖြစ်နေတာပြီးရင်အခုဒါပကိုးမကွေးအေယော်ရီဒီလိုဘက်တရားစဆင်းမြင်တာလေး များကြီးပဲတိုးချဲ့လာတယ်။အဲအဲ့လိုတိုးချဲ့လာလို့တခြားဘက်တွေမှာယော့သွားတာဆိုတော့လည်းမယော့သွားဘူး။အောင်ရုံကိုကိစ္စရက်တေးဒါဒါ CEO နဲ့ဆိုင်တဲ့ကိစ္စရက်တေးဆိုလဲတောက်လျှောက်ကိုလှုပ်ပေးနေတာတွေတွေ့ရတယ်ပြီးတော့သူဒီပြည်နယ်ထဲမှာကြံနေတဲ့ဒါကြောက်ဖြူတို့တန်ရဲအဲဒါကကြောက်ဖြူစစ်တွေမန်အောင်ဒီလိုနေရာမျိုးတွေမှာလဲဒါစစ်တွေဆိုရင်တော်တော်လေးကိုတိုက်ပွဲတွေစပြီးတော့ပြင်းထန်လာနေပြီဆိုပြီးသိရတယ်အဲဒါကြအဲ့နေရာတွေကိုလဲသူအလုံးမပေးဘူးကြံတဲ့နေရာတွေရတယ်လာလို့မရအောင်လို့သူတက်ပြီးကာတာတွေရှိတယ် ဲ့လိုကာတဲ့ချိန်မှာလည်းဒီစကန်းနေရဖို့အတွက်ကိုပူပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့ဟာတွေသိရတော့နောက်ပိုင်းနောက်ပိုင်းအောင်ပွဲတွေမှာဘယ်လိုမျိုးထပ်ပြီးတော့ယူဆောင်လာနိုင်မလဲဘလို့အရသာရှိတဲ့အောင်ပွဲတွေမြင်လာနိုင်မလဲဆိုတဲ့ဟာကိုလေတကယ်ဒီအကြောင်းအရာတွေကြည့်ပြီးတော့ဒါရင်ကုန်စိတ်လှုပ်ရှားရတယ်ပေါ့ခင်ဗျာအဲဟိုဟာဟိုညီလေးပြောသွားတဲ့အထဲမှာပါတယ်ပေါ့ဒီရခိုင်လူမျိုးဆိုလို့ရှိရင်အေးနဲ့ဆက်ဆက်တယ်ဆိုပြီးတော့ ော်ကျွန်တော်တို့ကပြည်သူလူထုအနေနဲ့လည်းဒီဟာတွေတတိထားသိနေတယ်ပေါ့နော်ရှေ့မှာကျွန်တော်တို့တာတကတွေရှိခဲ့ပြီးပါပြီငားမြင်းတောင်းဆိုရင်အလုံးမပေးတာတို့ဟုတ်တယ်ကားစီးခွင့်မပေးတာတို့ကားဂိတ်ရောက်လို့ရှိရင်ငားမြင်းတောင်းဆိုရင်မပုံနေငါမင်းသောဆိုတာ ਨੇ ထိုင်ပြီးတော့ရစ်နေတာဗောနော်အမင်းဘယ်သွားမှာလဲဘာလုပ်မှာလဲဘယ်လိုရက်ွက်ထောက်ခံတာဗျာဆိုရင်ထိုင်ထားတာဗျာဒီဟာဗျာဗောနော်ငါမင်းသောဆိုဖုန်းတွေကိုလက်တော့နဲ့ထိုးပြီးတော့မှကွန်ပျူတာနဲ့စစ်တာမျိုးတွေဘာမျိုးတွေ ਆ အဆဗောနော် ဒီဟာတွေအကုန်လုံးလုတ်ပြီးတော့မှအခုနောက်ထပ်ခြေတလန်းကတော့ဒါရခိုင်လူမျိုးတွေကိုဥတီလာပြီးပေါ့နော်လူမျိုးရေးရင်တော့ကသူကဇကိုင်းငါးမြင်းတောင်းဆိုလို့ရှိရင်သူကစစ်တပ်ကလုံးဝကိုကို အမုံချိန်မဲ့အနေထားမျိုးအထိဆက်ဆံခဲ့တာတချိန်ကြုံခဲ့ပြီးသွားပြီအခုဒါအာရခတ်တက်တော့အေနဲ့ပတ်သက်တယ်ဆိုပြီးတော့မှရခိုင်လူမျိုးမှန်တယ်မြောက်ကိုဒါဘလို့သူကသူဟိုတစ်ခေါက်ကညစ်ဖေးချောင်းပြန်လာပေါ့နော်ဒီအုတ်ရှိပင်ကနေပြီးတော့တောင်ကုတ်ကိုသူလွမြောက်နေမြေဖြစ်သွားလို့ဟိုအရခတ်တက်တော့အေးအုတ်ချုပ်ထားလို့ သူ့နေရသူပြန်လာသူ့မှာအိမ်ရှိခဲ့အိမ်ကြံခဲ့တယ်လေကွာခြံနေမြေတွေကြံခဲ့တယ်သူ့လဲတွေဘာတွေကြံခဲ့မှာပဲကြံခဲ့ဆယ်ရောက်ပြန်တဲ့အချိန်မှာကျိုးကျိုးတော့ပြီးတော့မှကပါစားဒီလိုမျိုးပေါ့နော်အဲ့တော့သူတို့ကဟိုဇကပုံတစ်ခုလို့ပေါ့ဟိုမွေပွေးနဲ့ ရခိုင်တွေ့လို့ရှိရင်ဘယ်ဟာကိုအရင်သတ်ရမလဲဆိုတဲ့ဟာမျိုးသူကရခိုင်လူမျိုးတွေကိုအခုတဲပြီးတော့မှဒါပြဿနာရှာနေနေထားလဲဒါပြည်သူလူထုအနေနဲ့ဆင်ញင်စေခြင်းနဲ့ပေါ့နောက်တစ်ခုကကျွန်တော်တို့အရင်တော့တစ်တုံညာနှစ်ခုပရမလှမ်းရဒုတိယလှမ်းရမှာတော်တော်အားရခဲ့တယ်မြောက်ပိုင်း၃ဘွယ်ပေါ့အရင်တော့မြောက်မြောက်၃កောင်သူတို့ခေါ်တယ်မြောက်၃កောင်ပေါ့အခုတွားရဲတွားပြီးတော့မှစဉ်းစားမိတယ်တရားတွားပြီးစဉ်းစားမိတယ်တော့အခုအနောက်ပိုင်း၅ဘွယ်ဆိုပြီးတော့မြန်ပေါ်လာမလားပေါ့နော်အနောက်ပိုင်း၅ဘွယ်ဆိုတော့အရခတ်တော့အေးချင်းရဲ့ မကွေးရယ်ပကိုးရယ်အေယာဝတီရယ်အဲ့တော့ဒါအနောက်ပိုင်းငါးဘွဲ့တော့ဒီကောင်လေးနွားငါးကောင်သိုးပြီးတော့များခေါ်အောင်မလားဘောကြတရားတွေများရှောက်ဥဒပါတယ်ကြတရားတွေများရှောက်ပြီးတော့ခြေအောင်မလားဗောနော်အခုငါးဘွဲ့ဥခိုင်ဒုက္ခကအရင်တော့ကညီလေးပြောတဲ့ပြောခဲ့သလိုပဲအရင်တော့ကကျွန်တော်တို့သတင်းထုတ်ပြန်လို့ရှိရင်ဘယ်စခန်းကိုအာခတ်တော့အေကတိမ်မရရှိခဲ့ပြီးဖြစ်ပါသည်ဆိုပြီးတော့မှထုတ်ပြန်တဲ့ထဲမှာအခုနောက်ဆုံးညောင်ရိုးကိုထုတ်ပြန်တဲ့အခါမှာကျွန်တော်တို့ပူပေါင်းတက်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်ဆိုတော့သကလုံးကတူတူလေးပင်မဲ့ဥပေါင်းတက်ဖွဲ့ဆိုတဲ့၄၅လုံးလေးပင်မဲ့လေကျွန်တော်တို့ဒီအနောက်ပိုင်း၅ဘွဲ့ကြီးကတကယ်ဟန်ချက်မိမိကိုင်ရဲမိမိတကယ်ဟိုတိုက်ခိုက်နိုင်နေပြီဆိုတာကိုကျွန်တော်အနေနဲ့သွားပြီးတော့မင်းခေါင်းကောင်းနေတာကွာငါလည်းတကယ်ဟိုသွားတရီထားမိလားလေတကယ်ဟိုဘာမှမပြောတကယ်ဟိုပူပေါင်းအတိုင်းလေးပဲထည့်လိုက်မဖြတ်နဲ့ တကယ်ဘူးတိုက်ခိုက်နိုင်နေပြီဆိုတော့နောက်တော့မှဒီတဲ့ပိုတဲ့တကယ်ဟိုးကိုတရင်ကောင်းနေကြားပါတော့မယ်ဆိုတော့ပြောကြရင်ကျွန်တော်စက်ကဝိုင်းလို့ညီကောင်းချုပ်ပါတယ်ဗျအားလုံးမကြည့်ဘူးတကယ်ဟိုးကိုညီကောင်းချုပ်ပါ